သွားပြီဆိုတော့မှမာရိုရှေ့ချမ်းကိုဆက်ကြမယ်နော်နောက်ချမ်းကိုဒီလိုမှတ်လိုက်မယ်ဒါကရှေ့ချမ်းဆိုတော့ဒီ F လို့မှတ်လိုက်မယ်ခြေလေးတွေနော်တွားရအောင်တွားအောင်ဆိုတော့အခုမှတို့ဒါဆိုတော့နောက်ချမ်းဆွဲထားပြီဆွဲထားပြီးတော့အခုရှေ့ချမ်းကိုတွားမယ်နော်ရှေ့ချမ်းမှာဆိုလို့ရှိလို့ရှင်ခက်ဆော့ဆော့ကဒီမှာ6 cm မှာခွာထားတယ်ဒီလို လေဗင်လေးမှာစစ်စီရန်เนาะဒီကနေပြီးတော့ဒီဖိတ်ကိုစစ်စီရန်ဖွာထားတယ်စစ်စီရန်နေပြီးတော့မှမာကင်လေးပေးထားတယ်မာကင်လေးပြီးပြီးပေးပြီးတဲ့အခါဒီဘက်ကို3စီရန်เนาะ3စီရန်ဖွာထားတယ်အောက်ကိုဝမ်းချထားတယ်เนาะအဲ့အဖြစ်လေးရထားပြီးဆိုတော့အဲ့ကနေပြီးတော့ဆက်သွားမယ်ဒီကခါဘာလို့မှလဲဆိုရင်မတို့ရင်းကွာမှတ်ကလေးရှာเนาะရင်းကွာက9စီရန်အမရင်းကွာ9စီရန်နိုင်စီရမ်းမှာမခွာခင်မှာပထမဆုံးမလိုရမယ်ဆိုရင်ရင်နိုင်လေးကိုအညွန်နည်းနည်းလေးဆွဲထုတ်လိုက်နော်ရင်နိုင်လေးကို ဒီလိုမျိုးလေးနဲ့ဆွဲထုတ်လိုက်ဆွဲထုတ်ပြီးတဲ့ခါကျရင်အမတို့ဘိုက်ဟာတာပေါ့နော်ဘိုက်ပူစာထုတ်ဘိုက်ပူစာထုတ်မယ်ဆိုတော့မျိုးသမီးတွေကဘိုက်ပူရတဲ့အတွက်အမတို့ဒီမြင်းထိတ်ကနေပြီးတော့အတိုင်းမပူဆိုရင်တော့ point 3ဒါမလို့ရှိလို့ရှိရင်အတင်းတင်းပူရဲဆိုလို့ရှိရင်တော့ point 5ပေါ့နော်အခုလောလောဆယ်အမ point 5ထုတ်ပြလိုက်မယ်နော် point 5ထုတ်မယ်အဲ့မြင်းလေးကိုအမဒီ point 5ကို marketing လေးပဲဖြစ်မှာအောင်ပေးထားမယ်ပေးထားပြီးခါကြတော့မှအဲ့မှာဂျင်းကွာအမှတ်ကလေးကိုကြတော့အဲ့နော်ဘိုက်စာထုတ်ထားတဲ့အမှတ်ကလေးကနေပြီးတော့မှဂျင်းကွာအမှတ်မယ်နော် ီလိုမျိုးလေးယူပွားမှတ်လိုက်တယ်နော်ဒီမှာ Visa အရှိကို Wi-Fi ထုတ်ထားတယ်အဲ့ဒီနေရာလေးကနေပြီးတော့မှယူပွားအမှတ်ကလေးမှတ်လိုက်တယ်အမရဲ့ယူပွားက9ဆီယံဖြစ်တဲ့အတွက်ကြောင့်အမ9ဆီယံမှတ်လိုက်ပြီနော်ဒီအခါကျလို့ရှိရင်အဲ့ဒါကိုအပေါ်ထိနေဆော့ဆော့အပေါ်မှာ3ဖြာပြီးတော့1ဆင်းထားတဲ့အမှတ်ကလေးနဲ့မအားလို့ဒီမျိုးလေးဆွဲလိုက်မယ်ဒါရီကဘာဖြစ်လို့ပါလို့ထင်တာလဲဆိုလို့ရှိရင်အမတို့ပခုံးတောက်ရှာเนาะပခုံးတောက်ရှာမှာပခုံးတောက်မှာအမတို့တွေ့ထားတော့အမပခုံးတောက်ရှာတဲ့နည်းလေးက ရင်ပတ်လေတဲ့ကရင်ပေါ်ပတ်လေနော်ရင်ပတ်လေတဲ့ကရင်ပေါ်ပတ်လေကိုနှုတ်လိုက်တယ်နှုတ်လိုက်တဲ့အခြေလေးကအမဖိုးစီယံကျင်းတယ်ဖိုးစီယံကျင်းတော့နှစ်ဖက်ဖြစ်တဲ့အတွက်ကြောင့်သူ့ကိုနှစ်နဲ့ဆားလိုက်တယ်ဖိုးစီယံရတယ်ပေါ့နော်ဖိုးစီယံကိုအမတို့ပခုံးတော့ဟတာလေးရတယ်နော်အဲ့တော့နောက်တစ်ခုကကြတော့အမတို့ဒီရင်လိုက်ရနေပြီးတော့အမတို့ရင်ပေါ်ပတ်လေတိုင်းတော့အကွာဝေးလေးနော်ဒီမှာအမတို့ဒီရင်ပတ်လေဒီလိုမျိုးတိုင်းနေတယ်ဒီအခါကျရင်ရင်ပေါ်ပတ်လေဆိုအပေါ်ဒီမျိုးနှမ်းပြီးတိုင်းနေတယ်အဲ့ဒီအတိုင်းလေးရဲ့ပတ်လေလေးပေါ့နော်အဲ့ဒီအတိုင်းလေးရဲ့အကွာဝေးလေး ဒီနေ့ဒီနေ့အကွာအဝေးအဲ့ဒါ9စီယံလောက်ရှိမယ်နော်9စီယံ9ခွဲအဲ့လားပေါ့နော်တယောက်နဲ့တယောက်နဲ့နည်းနည်းလေးကွာမယ်အဲ့လိုမျိုးအခြေအနေရှိတဲ့အချိန်မှာအမှခုဆိုလို့ရှိရင်ဒီထိပ်ကနေရင်းကွာထိပ်ကလေးကနေပြီးတော့အပေါ်ကို7စီယံပေါ့နော်တက်လိုက်ပြီတက်ပြီးတဲ့ခါကျအမှရင်းတော့ခါစာလေးက2စီယံဖြစ်တဲ့ဘက်ကမှသူ့မှာအမှတ်ပေးပြီးတိုင်းမယ်ပြီးတဲ့ခါကျလို့ရှိရင်ပခုံးဘက်ကိုနှမ်းပြတာလေးကိုနော်ဒီလိုမျိုးလေးဆောင်းပြီးတော့ နော်ရင်ကွာထိတ်ကလေးမှာစောင်းတယ်ပြီးရခါကျရင်တူးစင်ဟထားတဲ့မာကင်လေးနဲ့ဒီလိုမျိုးလေးနော်ဟာကျန်တဲ့အပိုင်းလေးကတော့သူလိုက်တဲ့လေမတော်အဲ့ဒါလေးကိုမြင်းရှိလေးဒီလိုလေးဆွဲလိုက်လို့ရှိရင်ဒါလေးကဒါပခုံးတော့ဟစာလေးရပြီပြီးတော့မှအဲ့ဒါလေးဒီပုံစံတိုင်းရပြီဆိုလို့ရှိရင်နောက်တနည်းကပါလဲဆိုတော့အာရှင်းလေပင်ကြရှင်းလေပင်ကြရှာမယ်ဆိုလို့ရှိရင်အမရှင်းလေပင်ကြက18စီယံ18စီယံကိုဘယ်လိုရှာမလဲဆိုလို့ရှိရင်အကွာဝေးရမှာတော့တိုင်းတော့က မြင်ထိတ်မှာရှေ့လေမျိုးကြဆိုတိုင်းထားတဲ့ဖြေလေးရှိရယ်လေအဲ့အဖြေလေးကိုဒီမှာအဲ့78ဆိုရင်ကိုက78ကိုဒီမြင်ထိတ်အမှတ်ကလေးမှာမှတ်လိုက်မယ်နော်မှတ်ပြီးရခါကြလို့ရှိရင်ရှေ့လေလိုင်းဒီလိုင်းကိုရှေ့လေလိုင်းခေါ်ရနော်ရှေ့လေလိုင်းနဲ့ဒီမြင်ထိတ်ကလေးနဲ့ဟိုဒီလိုပြန်လေးစောင်းပြီးတော့တင်လိုက်တယ်တင်လိုက်တဲ့ခါကျရင်ကိုယ့်ရဲ့အတိုင်းတာလေး78ဆိုလို့ရှိရင်78ကိုဒါဒီမြင်ထိတ်ပွိုင်လေးမှာပေါ့နော်ထောက်လိုက်တယ်ထောက်ပြီးလို့ရှိရင်အပေါ်မှာအဆုံးမှာရလာတဲ့ဖြေလေးကမဟုတ်ရှေ့လေပင်ပေါက်ဖြေလေးရနော်အဲ့လိုမျိုးရခဲ့ပြီဆိုလို့ရှိလို့ရှိရင် ါလေးကိုလက်မမောက်ဖောက်ဖို့အတွက်ပြင်းပြင်းလေးဆွဲလိုက်မယ်ဒီအခါကျရင်အပေါ်ကအပေါ်ကမင်းလေးနဲ့ဆက်မယ်ဆူဆူလေးဆွဲထားလိုက်အပေါ်ကမင်းလေးနဲ့ဒီလိုလေးဆက်ဒီလိုပုံလေးဆက်မယ်နော်ဆက်ပြီးတဲ့အခါကျရင်မတို့ဒီလိုင်းရနေပြီးတော့ဝမ်းစင်လောက်ခွာလိုက်ခွာပြီးတဲ့အခါပေကွေးလေးနဲ့လက်မမောက်ဖောက်ဒီလိုရှင်းမယ်နော်ဒီပုံစံလေးဖောက်လိုက်ပြီ။ဒါဆိုရင်ရှေ့လက်ရင်းပေါက်လေးရပါပြီ။နော်။ဒီအခါကျတော့မှမမတို့ကဒီပခုံးလေးကိုထုံးနောက်ကလေးပြင်မယ်။ ုံးတောင်လေးကိုဒီလိုမျိုးလေးချိုးမယ်ချိုးတဲ့ခါကျလို့ရှိရင်အဖုံးတောင်ကိုနော်ဒီလိုမျိုးလေးချိုးမယ်ချိုးတဲ့ခါဒီပထမအဆုံးဆွဲထားတဲ့ line လေးပေါ့နော် line လေးကိုဒီလိုအသာလေးချိုးလိုက်မယ်တက်တက်ရက်လေးဖြစ်နေရမယ်နော်ဒီလိုမျိုးလေးတက်လေးချိုးလိုက်မယ်ချိုးပြည့်ခါကျရင်ဒါလေးကိုငင်းငယ်ပြန်ဖြန့်ချလိုက်ဖြန့်ချပြီးရင်ဒီရင်ထိတ်ကလေးကိုနော်ရင်ထိတ်ကလေးကိုလက်လေးနဲ့ထောက်ထားတဲ့နဲ့အပိုင်းလေးတွေမှာတော့ကဘေးနားမှာရှိတဲ့ line လေးပေါ့ကိုတပြေးညီလေးသွားထပ်လိုက်ဒီလိုပုံစံလေးရပါမယ်နော်ရလာပြီးတော့မှဒါလေးကို ်ပခုံးချီနေပခုံးတဝက်ချီနေချင်မယ်ပခုံးတဝက်ကအခုမှပခုံးတဝက်ကစနစ်ဆိုတော့မှစနစ်စီယံကိုဒီမှာပြန်မှတ်မယ်ဒါလေးကစနစ်နော်စနစ်ကိုအခုမှဘယ်လိုမှတ်လဲဆိုလို့ရှိရင်ဒီဖက်စောစောက3စီယံခွာပြီးတော့1ဆင်းထားတဲ့အမှတ်ကလေးနဲ့အလိုက်တင်လေးမှာတော့ဒီလိုမျိုးလေးနော်ဒီလိုမျိုးလေးဆက်လိုက်မယ်နော်ဆက်လိုက်မယ်ဆက်ပြီးအခါကျတော့ ပြီးရင်ဒီခါနောက်တစ်ခုကဘာတိုင်းမှာလဲဆိုလို့ရှိရင်ရှင်းရင်ကျေနောက်ရှင်းရင်ကျေကမရဲ့ရှင်းရင်ကျေက16 16ဆိုတော့မကဒီ16ラインပေါ်မှာနော်16ကလေးကိုမတို့ရှေ့အလယ်ラインပေါ်မှာတင်လိုက်တယ်ရှင်းရင်ကျေတိုင်းမယ်နော်ရှင်းရင်ကျေကိုပါတခါတည်းတောက်ထိုးထားတဲ့အချိန်မှာမတို့တိုင်းတယ်တိုင်းတဲ့ခါကျတော့ဒီမှာဒီကနေပြီးတော့အခုဒီမှာ16เนาะ16ကိုအောက်ကမတို့ရှေ့အလယ်ラインပေါ်မှာနော်မြင်းလေးပေါ်မှာဒီ16ကိုတင်လိုက်တယ်ပြီးရဲ့ခါကျတော့မှဒီထဲမှာဒီနေရာလေးမှာမတို့မှာကင်လေးပြလိုက် ။ဒါဆိုလို့ရှိလို့ရှင်ရှေ့ရင်ကျင်းလို့ရပါပြီ။ပြီးရင်ဒါလေးကိုပြန်ပြန့်လို့ရပြီ။ပြီးတော့မှမတို့ဒီတဲ့ခါကျတော့မှဒီမှာဘာလို့ရမှာလဲဆိုလို့ရှင်ခက်ဆော့ဆော့ကထုတ်ထားတဲ့ဘိုင်းဟာစာလေး။နော်ဘိုင်းဟာစာလေးကိုဘယ်လိုဆွဲမလဲဆိုလို့ရှိလို့ရှင်ဒီ lemon take ကလေးနော် lemon take ကလေးကနေပြီးတော့ထောက်ထားတဲ့ lemon take ကလေးရဲ့ခက်ဆော့ဆော့က0.5ထုတ်ထားတဲ့ဘိုင်းဟာစာလေးရဲ့နော်ဘိုင်းပူစာပေါ့နော်ဘိုင်းပူစာလေးရဲ့ကိုမတို့ကဒီလိုလိုမြင်းလေးဆက်လိုက်မယ်။စောင်းပြီးဆက်လိုက်မယ်။အောက်ကိုကျတော့သူ့ရဲ့အနိုင်တင်လေးတက်တက်ဆွဲထားလိုက်မယ်။ လိုလေးတက်တက်ဆက်သွားလိုက်မယ်ဒါဆိုလို့ရှိရင်ဒါဘိုက်ပူစာရရပြီနော်ပြီးတော့မှအမတို့ရှင်းရင်ကျရဲ့အဲရှေ့ချမ်းရဲ့အဖြေတွေလိုက်ထည့်မယ်ရှေ့ချမ်းအမယင်ကဘယ်လောက်ရလဲဆိုလို့ရှိရင်ရှေ့ချမ်းယင်က22ခွဲ22ခွဲဆိုတော့ဒီမှာ22ခွဲကိုအမတို့ဒီရနေပြီးတော့22ခွဲကိုဒီမှာမှတ်လိုက်မယ်နော်22ခွဲကိုဒီမှာမှတ်လိုက်မယ်။ဒါမှမဟုတ် ခြေကျန်း22ကျွဲပြီးရခါကြလို့ရှင်ခါခါ23.25 23.25တို့မှတ်လိုက်ပြီးပြီးရခါတင်တင်ရဘလောက်လဲဆိုလို့ရှင်22.5 22.5ကိုမှတ်လိုက်ပြီးနော်ဒီလိုဖြေလေးရလာပြီရလာပြီဆိုတော့မှမတို့အဲ့ဒါကိုဆက်စောကနောက်ချမ်းမှလို့ပဲမတို့ဒီလိုမျိုးလေးဆက်လိုက်မယ်နော် ဒီကွေးလေးကိုကင်တာအပြင်ချပြပါဒီကွေးလေးကိုနော်ဘယ်လိုသုံးလဲဆိုတော့အခုဖြစ်ကလေးမှာခြေထဲမှာဒီလိုမျိုးဆက်လိုက်မယ်နော်အပေါ်ပိုင်းကိုဒီလိုလေးဆက်လိုက်မယ်နော်ဒီလိုလေးဆက်လိုက်မယ်နော်အောက်ပိုင်းလေးကိုကြတော့ဒီကွေးလေးကိုကင်တာဒီလိုပုံစံလေးနော်ဒီကွေးလေးကိုကင်တာဒီလိုပုံစံလေးအဲ့ဒါလေးတေချာကြည့်နော်အဲဆိုလို့ရှိလို့ရှင်မအားတို့ကဒါဒေးဒေးချန်လေးဆက်ပြီးသွားပြီနော် ထမတော့အမတို့ပေခွေးကင်လာအပေါ်ပိုင်းမှာပေခွေးလေးဒီလိုလေးနော်ပလက်ကလေးနှမ်းလိုက်တယ်သူ့ရဲ့နောက်ကျောကျန်းလေးနဲ့ဒါလေးကိုဆက်လိုက်တယ်ပြီးရခါအောက်ပိုင်းအောက်ပိုင်းရောက်တဲ့ခါကျတော့တင်လိုင်းလေးတင်ရှိတ်ကလေးကိုလှအောင်လို့ဆိုပြီးအမတို့ဒီလိုအဲပေတီတန်လေးကိုဒီလိုပြန်ပြီးတော့နှမ်းလိုက်တယ်ပေါ့နော်နှမ်းလိုက်ပြီးတော့သူ့ရဲ့ဒီနောက်ခြမ်းဒီလိုမျိုးလေးပေါ့နော်ဒီကျန်းလေးနဲ့အောက်ပိုင်းလိုင်းလေးနဲ့ဒီလိုမျိုးလေးနော်ကြည့်ရပြီးရခါကျတော့မှဒါဆိုရှင်ဒီအပေါ်အဲဒီ line ပြီးသွားပြီပြီးတော့မှအမတို့ဒီလိုရှိလို့ရှိရင်ရှေ့ဆိုင်ပေါက်ဖောက်မယ်နော်ရှေ့ဆိုင်ပေါက်ဖောက်ဖို့လဲမအားတို့ ရနေပြီးတော့ဒီလိုပုံစံလေးနည်းနည်းလေးစောင့်တက်မယ်စောင့်တက်ပြီးတော့1.5နေရာမှာ point ထားမယ်ဒီရခါကြလို့ရှိရင်အဲမအားလို့မှတ်ထားတယ်ပခုံးထိတ်ကလေးရယ်နော်ပခုံးထိတ်ကလေးရယ်ရှင်းရင်ကျဲအမှတ်ကလေးရယ်အခုဒီလိုအခုမှတ်လိုက်တဲ့1.5ခွာထားတဲ့အမှတ်ကလေးရယ်ဒီသုံးခု point လေးရှိပြီနော်အနေထားလေးကလည်းလှပြီဆိုလို့ရှိလို့ရှိရင်အပြေကွေးလေးကိုကနေရာချတတ်ရမယ်နော်နေရာချတဲ့အခါမှာဘလိုလေးပုံစံလေးကဘယ်ဘယ်ဟိုဂျိုင်းလေးပေါ့နော်လှမလဲ ောက်ပြီးတော့ဒီအဖြေလေးတွေရောချစ်ရလားအဲ့လိုမျိုးလေးတေချာလေးစစ်ပြီးတော့အဲလိုဒလိုလေးအပုံစံလေးနှစ်လားလေးရပြီဆိုလို့ရှိရင်ဒီအဖြေလေးကိုမှလေးဆက်လိုက်နော်ဒါဆိုရင်ဆက်လိုက်ပြီဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်လိုင်းလေးလည်းဆက်ပြီးတော့လို့ရှိလို့ရှိရင်နောက်ကြံတာပါလဲဆိုလို့ရှိရင်ဒီမှာမတော်ထားတော့နော်ထားတော့ခဲ့ဖို့အတွက်ဆက်ဆော့ဆော့ကရင်ကွာအမှတ်ကနေပြီးအောက်ကိုနော်ဒေါင်းမန်လေးဆွဲချလိုက်မယ်အောက်ဆုံးစီ တတိယခါကြာလို့ရှိရင်ခါးနေရာလေးကနေပြီးတော့တစ်ဖက်ကို1.5 1.5နော်နောက်ပြီးပြီဆိုလို့ရှိရင်ဒီ byte line ကနေပြီးတော့အောက်ကိုတူးဆင်ဆင်းမယ်ဆင်းပြီးတဲ့ခါကြာလို့ရှိရင်နော်ဒီလိုမျိုးလေးရင်ထိတ်နဲ့ရင်ထိတ်နဲ့ခါးနေရာလေးကိုဒီလိုမျိုးလေးဆင်းမယ်ဒေါက်ကလေးတွေဘီကိုရှင်မထွက်စေနဲ့ဒီကြကြလေးနှစ်လပပလေးတစ်သက်ရဲလေးပြအောင်ဆွဲရမယ် နော်ဒီလိုပုံစံလေးရသွားပြီရသွားပြီဆိုတော့မှဒီကြောင်ရင်းဖြစ်နေတဲ့ပုံအမှလေးတွေကိုမအားလို့ပြန်ဖြေမယ်နော်ဒါမျိုးလေးနော်ပြန်ဖြေလိုက်ပြီဒါဆိုလို့ရှိလို့ရှိရင်မအားတို့ဒါရှေ့ကျန်းလေးပြီးသွားပြီနော်